မြုပ်သီးစိမ့်ကိုဟင်းချက်တဲ့အခါမှောင်ဆိုလို့ရှိရင် အနက်မွေးကြိုင်စေဖို့အဆက်အရသာရရှိဖို့နဲ့ရောက်သွေးဆုံလင်ဖို့အတွက်အသုံးပြုတတ်ကြပါတယ်။မြုပ်သီးရဆိုလို့ရှိရင်ရုခဗေဒသဘောအရပေါ့နော်။ဗေဒီတိမျိုးပဲဖြစ်ပါတယ်။ပြီးတော့ဒီမြုပ်သီးစိမ့်မှာကပေါ့နော်ဗီတာမင် A, ဗီတာမင် B6, ဗီတာမင် K, မဂနီဆီယမ်၊ကယ်ဆီယမ်နဲ့တခြားသတ္တုဓာတ်မျိုးစုံတွေပါဝင်နေပါတယ်။ဒီလိုမျိုးအဟာရဓာတ်မျိုးစုံကိုရရှိဖို့အတွက်ဆိုပြီးတော့မြုပ်သီးစိမ့်ကိုနေ့စဉ်စားသုံးပြုလို့ရပါတယ်။ဒီနေ့ဗီဒီယိုလေးထဲမှာတော့မြုပ်သီးစိမ့်စားသုံးပြုမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးကျန်းမာရေးအကျိုးရရှိမလဲဆိုတာကိုပြပြပေးသွား ောက်မှာပဲဖြစ်ပါရဲ့ရှင်ပထမအဆုံးတစ်ခုကတော့အစီလောင်ကျွမ်းစင်နိုင်ပြီးတော့အဝါမလွန်ခွက်ခွဲပေးနိုင်ပါတယ်မြုပ်သီးစိမ့်မှာအဓိကပါဝင်တဲ့ကပ်ဆာဆင်ဆိုတဲ့ဓာတ်ကမြုပ်သီးကိုမှုန်နှဲရတာဖြစ်ပေါ်စေပြီးတော့ကျန်းမာရေးအတွက်ကောင်းကျိုးများစွာပေးပါတယ်သူကအစွမ်းထက်တဲ့ဓာတ်ဆုံးစင်ပစ္စည်းတစ်မျိုးဖြစ်ပြီးတော့သွေးရင်းကိုလက်စတရောကိုရှာချပေးတယ်ပြီးတော့အဝါမလွန်လည်းကောက်ခွဲပေးနိုင်ပါတယ်ရှင်အစီတွေကိုလောင်ကျွမ်းနိုင်တဲ့အတွက်ကြောင့်မို့လို့ကိုလိုချင်တဲ့ကိုလေးချိန်ရအောင်လို့ဝေချမယ်ဆိုလို့ရှိရင်လည်းငုတ်သီးစိမ့်ကိုစားပြလို့ရပါတယ်ရှင် ောက်ထပ်ချက်တစ်ခုအနေနဲ့ကတော့ကိစားရောဂါကိုတက်ထိုးပေးနိုင်ပါတယ်။ယုတ်ကြီးစိတ်မှာက flavor night, phenolic acid, carotenoid နဲ့ ascorbic acid တို့လိုမျိုး bio additive တွဲပေါင်းတွေများစွာပါဝင်နေပါတယ်။ဒီတွဲပေါင်းတွေအားဆိုလို့ရှိရင်တတိုးစီတဲ့ပစ္စည်းတွေကိုစန့်ကျင်ပေးနိုင်ပြီးတော့ရောင်ရမ်းမှုတွေကိုလည်းလျှော့ချစေနိုင်ပါတယ်။ပြီးတော့ငုတ်ကြီးစိတ်အားဆိုလို့ရှိရင်တာမြက်ကင်စာ၊စီကြိတ်ကင်စာ၊အစာရင်ကင်စာ၊ဥမာရည်ကင်စာပြီးတော့အဆုတ်ကင်စာနဲ့မုတ်ချိုရည်ကင်စာတို့လိုမျိုးကင်စာဆဲမျိုးစုံကိုဆဲကြည့်တော့မဖြစ်အောင်လည်းကောက်ကွယ်ပေးနိုင်ပါတယ်ရှင်။ နောက်ထပ်ကောင်းကျိုးလေးတစ်ခုကတော့နှလုံးကျန်းမာရေးကိုကောင်းမွန်စေနိုင်ပါတယ်ရှင်။ဆေးဘဝဗေဒရေအရာပေါ်တော့ကပ်ဆက်စင်ကလူသားတွေပေါ်မှာအကျိုးမြတ်စွာရှိရလို့ဆိုပါတယ်။ ဥပမာနာတာရှင်နာခြင်းမှုတွေနဲ့နှလုံးသွကြောပိတ်ရောဂါတွေကုသနိုင်တာလိုမျိုးပေါ့နော်။မြေဥတီရဲ့အစိမ်းရောင်ကကလိုရိုဖီနဲ့ကာလိုရီနဲ့တို့ပေါင်းစပ်ထားတာဖြစ်ပါတယ်။ဒီကာလိုရီနဲ့ဟာဆိုလို့ရှိရင်ခန္ဓာကိုယ်ရရရှိသွားတဲ့အခါမှာဗီတာမင် A ဖြစ်ပြောင်းလဲသွားပြီးတော့ခန္ဓာကိုယ်တစ်ရှူတွေကို UV အလင်းရောင်ကနေပြီးတော့ကောက်ပဲပေးနိုင်ပါတယ်။ပြီးတော့ဒီမြေဥတီစိမ်းရောင်ဆိုလို့ရှိရင်နှလုံးရောဂါရောသေဆုံးနိုင်ခြေကိုလည်းရှင်းချပေးနိုင်ပါတယ်။ပြီးတော့နှလုံးသွကြောရောဂါတွေစိတ်ကြောရောဂါတွေကိုထိရောက်နိုင်မှုအတွက်လည်းအသုံးပြုပေးလို့ရပါတယ်ရှင်။ ောက်ထပ်ကွန်ဂျူတစ်ခုအနေနဲ့ပြောပြပေးချင်တာကကြတော့ဘယ်မတိုင်ခင်အုံမင်းမှုတွေကိုကောက်ွယ်ပေးနိုင်ပြီးတော့အသားရည်ကိုဝင်လက်တော့ပါစေတာပါ။ယူစင်ဟာဆိုလို့ရှိရင် ascorbic acid ၊ vitamin C ကိုရရှိဖို့အတွက်အဓိကရည်မြစ်တစ်ခုပါပဲ။ဒီ ascorbic acid ဟာဆိုလို့ရှိရင်အစွမ်းထက်တဲ့ဒုစရိုက်ပစ္စည်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့အုံမင်းမှုဖြစ်စဉ်ကိုပြန်လည်ပြုပြင်နိုင်ပြီးတော့ဘယ်မတိုင်ခင်အုံမင်းမှုတွေမဖြစ်အောင်လည်းကောက်ွယ်ပေးနိုင်ပါတယ်။ပြီးတော့ဒီယူစင်ဟာဆိုလို့ရှိရင်စီဝါဓာတုနဲ့စီဝါဗေဒအကျိုးသက်ရောက်မှုတွေမှာဆိုလို့ရှိရင်ရောင်ရမ်းမှုကိုတွန်းလှန်နိုင်တာ၊ဓာတ်ပြတာတွေကိုတွန်းလှန်နိုင်တာနဲ့အေးပြားဆဲတွေကိုတဒိုးစရိုက်ပစ္စည်းတွေအနေ ေကနေပြီးတော့ကောက်ကွယ်ပေးနိုင်တာတွေပတ်ဝန်းပါတယ်ရှင်။နောက်ဆုံးအနေနဲ့ပြပြပေးချင်တာကတော့ခုကစနစ်ကိုမြင့်တင်ပေးနိုင်တာပါ။ရုပ်သေးသေးဟာဆိုလို့ရှိရင်ခုကစနစ်ကိုမြင့်တင်တဲ့အခါမှာတိတိတသာအကျိုးသက်ရောက်မှုရှိပြီးတော့ သူ့ကိုနေ့စဉ်ဆက်သုံးပေးမယ်ဆိုလို့ရှိရင်တော့အဆင်အောင်ဝေဒနာကိုပါကုသနိုင်ပါတယ်။ပြီးတော့ဒီငူးစိမ်းမှာပါဝင်တဲ့ကပ်ဆက်ဆင်အောင်ဆိုလို့ရှိရင်ပိုးမွားတွေကိုတက်ထုတ်နိုင်တဲ့ပုံစံတွေလည်းရှိပါတယ်နော်။ဒီတော့ဆိုလို့ရှိရင်ငူးစိမ်းဆက်သုံးပေးမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးကျန်းမာရေးအတွက်အကျိုးကျေးဇူးတွေရရှိမလဲဆိုတာကိုကြောက်လောက်ဗီဒီယိုထင်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတဗီဒီယိုဖိုင်လေးတွေကိုတင်ဆက်ပေးသွားအောင်မလို့ဆက်လက်ဆောင်မယ်ရှုအပ်ပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။